ားတွေကြမ္မာစမ်းပါစေခொနည်းတသမီများတွေဒီရန်ခပိန်ငင်းငိမ်ကြပါစေစိတ်ပဝင်နှလုံးဆွင်ပြုံးအင်းကြံကြပါစေဒါဘုန်းကြီးကိုမဘလို့တာလဲပေါ့အဲ့တော့တင်တဲ့လူကရေတက်ပယ်တာတဲ့အော်ဘုန်းကြီးကိုရေတက်ပယ်လို့ရလားရည်တက်ပယ်တယ်ဆိုတဲ့စကားလုံးကဘုံကြီးတွေမှာတုံးလို့ရလို့လား အားလုံးပဲမင်္ဂလာပါဗျာမနေ့ကကျွန်တော်တင်လိုက်တဲ့ video file နဲ့ပတ်သက်ပြီးတော့တော်တော်များများဝေဖန်တန်နေကြားရတယ်အဲ့ဒီဝေဖန်တဲ့အထဲမှာတန်ခါတော်တွေကိုစွန့်ခံကြွတဲ့အချိန်မှာရေလောင်းတာနဲ့ပတ်သက်ပြီးတော့ရေလောင်းတဲ့အမျိုးသမီးလေးတွေကိုပဲအပြစ်တင်ကြတာကျွန်တော်သတိထားမိတယ်ဗျအဲ့တော့မှန်တယ်ကြည့်ရတဲ့ video file ထဲမှာလည်းအမျိုးသမီးလေးတွေကမလုံတဲ့မလုံအပ်တဲ့အရာဖြစ်တဲ့တန်ခါတော်တွေကိုရေလောင်းတယ် ော်တော်များများလဲဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးသွားကြမှာပါဒါပေမဲ့ဒီထက်ဆိုးတဲ့ဗီဒီယိုဖိုင်လေးတွေကိုကျွန်တော်ဒီနေ့ထပ်ပြီးတော့တင်ပြပေးခြင်းပါတယ်ကျွန်တော်ကတော့ပြောကြမယ်အဲ့တော့ဘုံကြီးတွေကိုပဲတန်ဃာတော်တွေကိုပဲတကုတကဝေဖန်နေတာလားဒီလိုမေးစရာတော့ရှိပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှဒီလိုအဖြစ်ပြက်တွေဒီလိုတလွဲယူဆတွေကိုမဝေဖန်ရင်ဘယ်လိုလုပ်မလဲဒါတွေကိုဝေဖန်ထောက်ပြနေတာတော့မ ဆောက်တလွဲတွေကြီးပဲဖြစ်ဖြစ်နေတာဒီဟာတွေကိုဝေဖန်လို့ငရဲကြမယ်ဆိုရင်လည်းအကြခံရတော့မှာပဲကျွန်တော်တို့သာသနာအတွက်ကဒီလိုမျိုးအလွဲအမှားတွေတလွဲတွေကိုတော့ထောက်ပြဝေဖန်မှကို ဖြစ်ပါလိမ့်မယ်အဲဒီတော့ခုနစကားကိုပြန်ကောက်ရရင်ဒီရေလောင်းတဲ့မျိုးသမီးလေးတွေကိုပဲအပြစ်တင်လို့မရဘူးဗျအဲ့တော့ကျွန်တော်တို့ဒီ video file တွေကိုဆက်ပြီးတော့ကြည့်ကြပါမယ်

ဆွဲလာရန်လာနဲ့တယောက်ကိုတယောက်ကြည်နူးပြီးတော့ရေကစားကြတယ်။ရေကစားတဲ့သူကလည်းလူပုတ်ကိုမဟုတ်ဘဲနဲ့သင်္ကန်းဝိရဟန်းဖြစ်နေ။ဒါကရေလောင်းရုံလောင်းတဲ့ဗီဒီယိုဖိုင်ထက်အများကြီးကို စိတ်ပြက်စရာ ကောင်းသွားပြီနော်။စိတ်ပြက်စရာကောင်းသွားပြီ။အဲ့တော့အဲ့တော့ဒီအမျိုးသမီးကဘာဖြစ်နေတာလဲ။တကယ်ဆိုဘုန်းကြီးကျောင်းထဲမှာဒီလောက်လာရွာစရာကြောင်းမရှိဘူးနော်။ဒီလောက်ရွာစရာကြောင်းမရှိဘူး။ ။နောက်တစ်ခုကျွန်တော်ပြောချင်တာကဘုံကြီးကျောင်းထဲမှာဒီလိုမျိုးဆွဲလားရမ်းလားနဲ့ရေးလာကစားတာကိုငါကျောင်းဝင်းထဲမှာတော့ဒါမျိုးလုပ်လို့မရဘူးလို့တခွန်းတော်မထွက်တဲ့ဆရာတော်တွေကိုလည်းအံ့ဩတယ်။အဲ့တော့ဒါတွေကဒုံလဘဝစ်တွေပါ။ဘုံကြီးအစ်စ်တွေမဟုတ်ပါဘူး။ခဏအယောင်ဆောင်တာပါလို့တော့ပြောเสียရှိတယ်။ဘလို့ပဲဖြစ်ဖြစ်ဒုံလဘပဲဖြစ်ဖြစ်ဘုံကြီးအစ်စ်တွေပဲဖြစ်ဖြစ် ဒါမျိုးတွေကတော့မလုံသင့်ဘူးဗျဒုံလပတ်ဝစ်လို့ခဏတာရဟန်းပေါင်တဲ့ကို ရောက်သွားရင်တော့မှဝင်းနီးဆိုတာရှိတယ်စီကန်းဆိုတာရှိတယ်စောင့်ထင်းရမယ့်တီလာဆိုတာရှိတယ်ဒါတွေကဥပဒေတွေပဲဒါတွေကို လိုက်နာပြီးတော့မှရဟန်းပေါင်တသနာပေါင်တဲ့ကိုဝင်သင့်တယ်အဲ့လိုမှမဟုတ်ဖဲနဲ့ဒါတွေကိုလည်းမလိုက်နာဘူးလူပုံစံမျိုးနဲ့သင်ကန်းစီးကျင်နေဆိုလို့မရအောင် ဓာရီကလူလောက်ရမယ်အလုပ်တွေဗျအဲ့တော့လူနဲ့တူလာပြီသင်ကန်းဝစ်ပြီးတော့လူအကျင့်ကျင့်လာပြီလူလိုနေလာပြီလူတွေပျော်သလိုပျော်လာပြီဆိုတာအင်မတန်ကိုသာသနာအတွက်အန္တရာယ်ကိုများပါတယ်သာသနာအတွက်အန္တရာယ်အလွန်ကြီးပါတယ်ဒီဗီဒီယိုဖိုင်လေးတွေကို ကြည့်ပြီးတော့တော်တော်စိတ်မကောင်းဘူးဗျဟုတ်ပြီကျွန်တော်နောက်ဗီဒီယိုဖိုင်ကိုထပ်ဖွင့်ပြအောင်မယ် ဒါကြီးရောကဲဘယ်လိုလုပ်ကြမလဲဖြစ်တဲ့ဟင်လားဒါဘာလုပ်နေတာလဲပထမတော့ကျွန်တော် TikTok ပေါ်မှာဒီဗီဒီယို file လေးကိုတွေ့တယ်ဗျအဲ့တော့ကျွန်တော်ဝင်ကြည့်လိုက်တဲ့အခါမှာဘယ်လိုရေးထားလဲဆိုတော့တယောက်က မေးထားတယ်ဒါဘုန်းကြီးကိုဘာလုပ်တာလဲပေါ့အဲ့တော့တင်တဲ့လူကရေးသက်ပယ်တာတဲ့အဲ့တော့ဘုန်းကြီးကိုရေးသက်ပယ်လို့ရလားရေးသက်ပယ်တယ်ဆိုတဲ့စကားလုံးကဘုန်းကြီးတွေမှာသုံးလို့ရလို့လား ရေတက်ပယ်တယ်ဆိုတာကမြတ်စွာဘုရားရှင်ကိုရေတက်ပယ်တာပဲဖြစ်တယ်။နောက်ဘုန်းကြီးကိုရေတက်ပယ်တယ်ဆိုတာကဘာလို့အဓိပ္ပာယ်လဲဘလို့အဓိပ္ပာယ်ရောက်တာလဲ။အဲ့တော့ဘုရားရှင်မျက်နာတော်ကို တောင်မထောက်ဒီလိုမျိုးလွဲမားတဲ့အယူအဆတွေနဲ့ဘာတွေဖြစ်နေကြတာလဲ။ဒီနှစ်တကြံမှာတော်တော်ကို ရုပ်ပေါက်တယ်ဗျ။တော်တော်ကိုမဖြစ်သင့်ဘူးဗျ။ကျွန်တော်တို့နိုင်ငံမှာတစ်ဖက်မှာမျက်ရည်တွေနဲ့တစ်ဖက်မှာစောက်တလွဲတွေနဲ့လို့ပြောရမှာပါ ဒါတွေကိုကြည့်ပြီးတော့ကပ်ဘေးတွေဖြစ်နေတာပါဘာညာဆိုပြီးတော့လဲကျွန်တော်ဒါမျိုးတွေကိုမပြောချင်ဘူးဗျတိနံဓာတ်တက်မပြောချင်ဘူးဒါတွေကစင်ကျင်ရမှာဒါတွေကလူပုဂ္ဂိုလ်တွေလည်းစင်ကျင်ရမယ်အပြင်ဟိုမှာတန်ဃာတော်တွေလည်းစင်ကျင်ရမယ်ကိစ္စတတိထားရမယ်ကိစ္စတန်ဃာတွေယဟန်နေနဲ့ပတ်သက်ပြီးတော့တစ်တော့ပေါ်မှာကြိလိုက်လို့ရှင်ရင်စိတ်ညစ်စရာတွေပဲဒါတော့ဝေဖန်ထောက်ပြနေတာတောင်မှတနေ့တခြားညော့မသွားဘူး ိုပိုပြီးဆိုးလာတယ်ပိုပိုပြီးတိုးလာတယ်ဝင်းနီးနဲ့မညီတဲ့တိတ်ခါပုံနဲ့မညီတဲ့တီလာတမာရီနဲ့မညီတဲ့အိန္ဒိယတိတ်ခါမရှိတဲ့စောင့်ထိန်ရမယ့်တီလာကိုမစောင့်ထိန်နိုင်တဲ့တန်ခါတွေယဟန်တွေအများကြီးဖြစ်လာတယ်အဲ့တော့ဘလိုပဲဖြစ်နေဖြစ်နေကျွန်တော်တို့ကတော့ဓာမျိုးတွေကိုထောက်ပြဝေဖန်နေရမှာပဲစက်ကြည့်ပါဦး ုတ်ကဲ့ပါတော်တော်လွဲနေတဲ့ကိစ္စတွေလို့ပဲထင်ပါတယ်အဲ့တော့အကြီးညိုခံယဟန်းတွေကကရုံးလေးတုံးမယ်တင်ငန်းလေးဝစ်မယ်တပိတ်လေးပိုက်မယ်ဆိုရုံနဲ့မပြီးသွားဘူးဗျသီလတမာတိရှိတဲ့ယဟန်းတပါးမဖြစ်သွားဘူးဝင်းကြီးဆိုတဲ့ဆောင်းထင်းအပ်တဲ့အကျင့်နေဆောင်းထင်းအပ်တဲ့တိတ်ခါပုတ်တွေကိုဆောင်းထင်းမှယဟန်းဆိုတာဖြစ်တာအဲ့လိုမှမဟုတ်ဘဲနဲ့အခုဒီလိုမျိုးကိစ္စတွေလိုမျိုးကျင့်သုံးနေမယ်ဆိုရင်လူနဲ့မချောင်း လူလိုနေမယ်လူလိုပြောမယ်လူလိုကျင့်သုံးမယ်လူလိုပျော်မယ်ဆိုရင် သင်္ကန်းခြုံထားတာကလွဲပြီးတော့ဘာမှမထူးယဟန်တန်ဃာရီအနေနဲ့လဲဒီနောက်ပိုင်းမှာပို့ပြီးတော့ထိမ့်ထိမ့်တင်းတင်းလေးနေစေခြင်းပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒိုင်းပေါ်မှာရော အပြင်မှာရော ဝေဖန်မှုတွေအများကြီးဖြစ်နေပြီသာသနာအတွက်လည်းမကောင်းဘူးအကြီးညိုခံပုံကိုယ်တွေအနေနဲ့နော်လူတွေကြီးညိုအောင်နေတဲ့ ကိုတပားကြောင့်သာသနာတစ်ခုလုံးယဟန်တန်ဃာတွေအားလုံးခြုံငုံပြီးပြောခံရရင်လည်းမကောင်းဘူးဗျအခုဟာကအဖြစ်ပြက်တစ်ခုတက်လာတာနဲ့ဂျန်တဲ့ယဟန်တန်ဃာတွေပါအကုန်လုံးပြောခံရတာဘာဖြစ်လို့လဲဆိုတော့တင်ငန်းဝစ်ချင်းအတူတူကိုဗျတင်ငန်းဝစ်ချင်းအတူတူဆိုပြီးတော့အကုန်လုံးတင်းကျုံပြောကြမှာပဲအဲဒီတော့တာဝန်ရှိတဲ့ဆရာတော်တွေတာဝန်ရှိတဲ့သဒ္ဒနာရေးကလည်းဒါတွေကိုထိန်းကျောင်းဖို့လိုလာပြီးတော့ကျွန်တော်ကတော့မြင်ပါတယ် ျွန်တော်တို့ကတော့ line ball ကနေအစဲခံအပြောခံပြီးတော့ဓာရီကိုပြန်တင်ပေးရခြင်းဖြစ်ပါတယ်ဓာရီကြောင့်ငရဲကြီးမယ်ဆိုရင်လည်းကြီးပါစေတော့ဓာရီကိုတော့တာဝန်တရက်အနေနဲ့ပြောနေရအောင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ